မင်္ဂလာပါရှင်ဒီနေ့ကျမငွေနဲ့ပတ်သက်တဲ့စိတ်ထားလေးအကြောင်းကိုပြောပြမှာဖြစ်ပါတယ်ကျမတို့ကငွေနဲ့ပတ်သက်ပြီးတော့ကျမတို့ဘုရားမှာပြောခဲ့တာတွေအများကြီးပါပဲအဲပြောခဲ့တာတွေကစကားတွေတချို့စကားတွေကပေါ့နော်ငွေကိုတွန်းထုတ်နေတဲ့စကားတွေကြီးဖြစ်နေတတ်ပါတယ်ဒါပါလဲဆိုရင်ကျမတို့ကလေးဘဝတွေကကျမတို့ပတ်ဝန်းကျင်မှာပြောနေတဲ့အတိုင်းတွေကိုကျမတို့ကလိုက်ကြားပြီးရတဲ့အခါကျတော့ကျမတို့ရဲ့အုံနောက်ကအမှတ်ထားတယ်ပေါ့နော်ကြားလာတဲ့အခါမှာဒီ စကားတွေကိုကျွန်တော်တို့အမှန်လို့ယူဆလာတယ်။ဥမာငွေကရှားရတာမလွယ်ပါဘူးကွာ။ငွေရှားရရရန်ခက်တာ။အဖို့အချွေချိမကြအောင်ရှားရတာအစတပင်းပေါ့နော်။ဒီငွေနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကျွန်တော်တို့ကလေးဘွားကလေးကအကြကြနေရတာလေနှစ်တည်ကြလာတဲ့ကံမှာနေရာတွေကတကယ်ဆိုပြီးတော့မှကျွန်တော်တို့ယုံကြည်လာတယ်ပေါ့နော်။ကျွန်တော်လည်းအဲ့လိုပဲယုံကြည်ခဲ့ပါတယ်။ဒီလိုတွေးချင်းပြောချင်းတွေကငွေကိုမိမိစီလာဖို့အတွက်ခက်စီတဲ့အရာတွေဖြစ်ပါတယ်။ဥပမာမကြိုဆိုတဲ့အိမ်ကိုဧည့်သည်ကလာဖို့ခက်တယ်လို့ပေါ့နော်။ အဲ့ဒါကြောင့်မလို့ကျမတို့ကခုနကငွေရှာရခဲ့တယ်ငွေကိုရှာရတာမလွယ်ဘူးဆိုတဲ့စိတ်တွေပေါ့နော်ပေါ်လာပြီဆိုရင်ကျမတို့ကချက်ချင်းအိတ်တွေကိုဖျောက်ပစ်ဖို့လည်းမလွယ်ပါဘူးဖြည်းဖြည်းချင်းမလုပ်ယူရမလဲဆိုရင်ကျမတို့ကငွေကြောင့်ကျမတို့မှာကျမတို့ရဲ့ပတ်ဝန်းကျင်မှာရှိနေတဲ့အရာတွေကိုဖန်တီးနိုင်တာမို့လို့ငွေကိုကျေးဇူးတင်စိတ်ကလေးမွေးမြူပါပါမယ်ငွေငွေကိုကျေးဇူးတင်စိတ်ကလေးမွေးမြူဖို့ခက်နေတယ်ဆိုရင်ကျမတို့အမေအကြောင်းကိုတွေးလိုက်ပါအမေကတော့လူတိုင်းမှာရှိတယ်ဟုတ် မေကကျွန်တော်တို့သာသမီတွေကိုကိုလာလွယ်ဆယ်လာမွေးခဲ့ရတဲ့အတွက်ကြောင့်မို့ဂျေစုတီးတယ်ကြီးတယ်ဆိုတာလေလူတိုင်းကသိပဲပေါ့နော်အမေကကျွန်တော်တို့ပစ္စည်းလေးရနေခုလိုမျိုးရွယ်ရောက်တည်တည်ကျွန်တော်တို့ရဲ့ခြေထောက်ပေါ်ရက်နိုင်တည်တည်ကျွန်တော်တို့ရဲ့စားဖို့နေရေးတွေကိုစီစဉ်ဖန်တီးပေးရတယ်ကျွန်တော်တို့လူသမားတွေကိုဖန်တီးပေးရတယ်ကျွန်တော်တို့ကြောင်းထားပေးရတယ်ပေါ့နော်ကျွန်တော်တို့ဘဝတက်တာလုံးကောင်းမှုအတွက်စီစဉ်ဆောင်ရွက်ပေးရတယ်ဒါကထောင်ရအမှန်တရားကြီးကိုပါပဲ ဲ့ဒါဆိုရင်ကျမတို့ကအမေကိုမေဟာပေါ့နော်ကျမတို့အတွက်အမေဟာကျေးဇူးတင်တိုင်းသူဖြစ်တယ်ဒါဆိုရင်အမေကလည်းကျမတို့ကိုအရာရာဖန်တီးပေးသည်မြပေါ့နော်အမေဖန်တီးပေးသည်မြအရာတွေအလုံးတွေအမေရှာဖွေစုဆောင်ထားတဲ့ငွေတွေကနေတဆင့်ဖန်တီးပေးတာဖြစ်တဲ့အတွက်ကျမတို့ကငွေကိုလည်းကျေးဇူးတင်စေကလေးငွေလိုရမယ်လို့ထင်ပါတယ်ကျမမိတွေမှာပြန်ဆုံမှမယ်ငွေနဲ့ပတ်သက်တဲ့အကြောင်းလေးတွေကိုကျမတည်တည်မြအမြဝေပေးပါမယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်